အားလုံးပဲမင်္ဂလာပါခင်ဗျာ Titan Movie Recap ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီတစ်ခါမှာတော့အသက်82နှစ်ရှိပြီဖြစ်တဲ့နာမည်ကျော်မင်းသားကြီး Jackie Chan ရဲ့ Action ကားကောင်းတစ်ကားကိုတင်ဆက်ပေးတော့မှာပါ2025ခုနှစ်မှာတွက်ရှိထားတဲ့ The Shadow is a ကမင်းသားကြီး Jackie Chan ရဲ့အကောင်းဆုံးရုပ်ရှင်ကားတွေကတကားဖြစ်ပြီးရုပ်ရှင်ဝေဖန်ရေးသမားတွေကတော့2024ခုနှစ်မှာတွက်ရှိထားတဲ့ New Police Story ကိုအမိလိုက်နိုင်တဲ့ကားကောင်းတစ်ကားဖြစ်ကြောင်းလည်းပြောကြပါတယ် ဒီတော့သူတို့ပြောတာဟုတ်မဟုတ်ကို recall လေးမှာခန်းစားကြည့်လိုက်အောင်လို့ပြောရင်းနဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစတင်လိုက်ကြရအောင်ပါမကောင်မျိုးကရဲဌာနချုပ်တကူမှာရဲတပ်ဖွဲ့ဝင်တွေကတခိုးအဖွဲ့ရဲ့လမ်းကြောင်းတွေကို AI စနစ်နဲ့တိုက်ရိုက်ခြေရာကန်ကြည့်နေပါတယ် Every AI စနစ်ကတခိုးတွေသွားတဲ့လမ်းကြောင်းကိုလည်းတွက်ချက်ပြီးဘယ်လမ်းကနေထွက်မလဲဆိုတာခံမှန်းပေးနိုင်ပါတယ် ဌာနချုပ်ကရဲတွေကကင်မရာကတဆင့်မြင်ရတဲ့လိုင်းကြောင်းတွေကိုတကိုးသွားဖမ်းတဲ့စုံတော့အဖွဲ့ကိုတရင်ပေးပို့ပါတယ်။တကယ်တမ်းစုံတော့အဖွဲ့တကိုးရိစီရောက်သွားတဲ့အခါမှာတော့အဲ့ဒီနေရာမှာတကိုးရိရဲ့ကားရှိမနေတော့ပါဘူး။ဌာနချုပ်ကသူတွေကတော့သူတို့ရဲ့ကင်မရာထဲမှာတကိုးရိရဲ့ကားကိုမြင်နေရတာကြောင့်အခြေအနေကိုနားမလည်နိုင်ဖြစ်နေပါတယ်။တကယ်အဖြစ်မှန်ကတော့အဖွဲ့တွေကအစ်စ်မြင့်ဟက်ကာတယောက်ဖြစ်တဲ့ရှီမန်ကရဲတွေကိုတရင်အချက်လက်အမှားတွေပေးပို့နေတာပါ။ဒါကြောင့်ရဲတပ်ဖွဲ့ရဲ့ဒီစစ်စင်ရေးကမအောင်မမြင်ဖြစ်သွားရတာပါ။ ောက်နှစ်မှာတော့တကူအဖွဲ့ကဘန်တကူကိုဓမြတိုက်ဖို့စစ်စင်ရေးတကူစတင်ပါတယ်အဖွဲ့ဝင်6ယောက်ရှိတဲ့အဲ့ဒီစစ်စင်ရေးမှာဟက်ကာရှီမန်ကသတိအကျက်လက်နဲ့နေပညာကိုတာဝန်ယူထားပါတယ်အဖွဲ့ကိုခေါင်းဆောင်တဲ့သူကအဖိုးကြီးတယောက်ဖြစ်ပြီးသူကတကူအဖွဲ့ရဲ့လုပ်ငန်းမှန်သမျှစီစဉ်ရေးဆွဲသူပါအဲ့ဒီနေ့မှာပဲရဲရီကလယ်ရီဆိုတဲ့သူစီကိုတွားပြီးစစ်စေးတဲ့အခါမှာတော့လယ်ရီကသူ့ရဲ့ crypto အကောင့်က password တဝက်အကူခံရတာကြောင့်ဒေါသတွက်နေပါတယ်။ crypto ငွေဆိုတာကအကောင့် password ကို အယ်ဂိုရသမ်နဲ့လုပ်ထားတာဖြစ်ပြီးရိုးရိုးထုတ်ယူလို့မရပဲ password တစ်ခုလုံးဒီမှာထုတ်ယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်လည်းတကိုးတွေက crypto code ကိုအရယူနိုင်အောင်လုပ်နေကြတာပါ။ရဲတွေက Larry ကိုခေါ်လာပြီးစစ်ဆေးနေချိန်မှာတကိုးအဖွဲ့ကတော့သူတို့ရဲ့တကိုးစစ်စင်ရေးကိုစတင်နေပါတယ်။ဂျီမန်ကလည်းရဲအဖွဲ့ကိုတရေအမှားတွေပို့နေတယ်လို့တကိုးကောင်းဆောင်ဖိုးကြီးကလည်းသူ့လူတွေကိုနောက်တက်2မိနစ်အတွင်းမှာအပီးလုပ်ဖို့ပြောနေပါတယ်။ဂျီမန်က နောက်တက်ခဏလေးအချိန်ယူလိုက်မယ်ဆိုရင်ကုတ်တွေကိုရနိုင်တော့မှာပြက်တာကြောင့် အဖိုးကြီးပြောတာကိုနားမထောင်ပါဘူး။တကူအဖွဲကခရစ်ဘရိုကုတ်ရသွားတဲ့အချိန်မှာရဲတွေရောက်လာတာကြောင့်ဝေယုံသုံးကားနဲ့ထွက်ပြေးကြရပါတယ်။ဂမ်မကောင်းစွာနဲ့အဖိုးကြီးကတော့ကင်မရာတကူထဲမှာအရိုက်ခံလိုက်ရပါတယ်။ရဲတွေနဲ့တကူအဖွဲမြန်လဲချင်းဆိုင်မိပြီးလိုက်ဖမ်းတဲ့အခါမှာတကူအဖွဲရဲ့တိုက်ခိုက်မှုတွေကအစစ်မြစ်နေပါတယ်။တကူတွေကရဲအဖွဲကောင်းဆောင်ကပ်ပရင်ဝူယောင်းလေးကိုတက်လီကားနဲ့ချုပ်ထားခဲ့ပြီးအပေါ်ဆုံးတက်ကိုရောက်အောင်သွားကလေရီနဲ့ခုံချသွားတာကြောင့်ရဲအဖွဲလည်းဘာမှမတက်နိုင်ပြတ်သွားရပါတယ်။ အဲဒီနောက်မှာတော့ဝင်းဟိုတယ်ကိုအားလုံးလိုက်သွားကြပါတယ်။ဒါပေမဲ့သခိုးရီရဲ့ပုံရိပ်ဟာခြေရာခံကြည့်နေတဲ့ရဲတပ်ဖွဲ့ရဲ့ကင်မရာမှာပျောက်ချင်းမလားပျောက်သွားပါတယ်။သခိုးအဖွဲ့ဟာရှီမန်ရဲ့အကူအညီနဲ့ကင်မရာကနေကိုပျောက်လုံနိုင်ကြပြီးဟိုတယ်ထဲမှာလည်းသူတို့ကိုမမှန်းမိအောင်အဝတ်အစားတွေလဲပြီးရုပ်ပြလိုက်ကြပါတယ်။ရဲတပ်ဖွဲ့တွေကကြိုးကြိုးဆဆလိုက်ဖမ်းမိမယ်။သခိုးအဖွဲ့ရဲ့နှီးပညာတွေကတော်တော်လေးအစစ်မြင့်နေတာကြောင့်နောက်ဆုံးမှာသခိုးအဖွဲ့လွတ်သွားပါတယ်။ တရေကြီးကလည်းသူ့ရဲ့ခရပရိုငွေတန်း900ပါသွားတာကြောင့်ရဲတပ်ဖွဲ့တွေကိုအပြစ်တင်လိုက်ပါတယ်။ထရာကျုပ်ကရဲမှုကလည်းဂျီယာကန်စနစ်တွေမပါရင်တရားကံမဖမ်းနိုင်ဘူးလားဆိုပြီးကပရင်ဝူကိုဟောက်လိုက်ပါတယ်။ရဲမှုဝန်ကညံများတဲ့မြေခွေးကိုဖမ်းကြည့်ရင်အတွေ့အကြုံရှိတဲ့မုတ်ဆိုးလိုတယ်ဆိုပြီးသူမရဲ့ဆရာဟောင်းကိုပြန်ခေါ်တင်ကြောင်းပြောပါတယ်။ကပရင်ဝူကနေပညာကင်းကြီးထဲမှာအဖိုးကြီးကိုပြန်ခေါ်လဲဘာမှမထူးခြားဘူးထင်နေပေမဲ့ရဲကျုပ်ကတော့အဖိုးကြီးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် တရက်ခံဖမ်းမိဖို့ကအဓိကပဲဆိုပြီးအနားယူသွားတဲ့ဆရာဝေါ့ကိုပြန်ခေါ်ဖို့ကြွင်ပေးလိုက်ပါတယ်။နောက်တစ်နေ့မှာတော့ရဲတပ်ဖွဲ့တွေကရဲမီကော့ကော့ကဆရာဝေါ့နောက်ကိုလိုက်ပြီးတော့စောင့်ကြည့်နေခဲ့ပါတယ်။ဆရာဝေါ့ဆိုရာကစုရင်များကြီးရထားတဲ့လက်နက်တိုက်ခိုက်ရေးချန်ပီယံတယောက်ဖြစ်ပြီးအသွင်ယူထောင်လိုက်ရမှာအင်ပါတန်တော်တဲ့သူပါ။ဒါပေမဲ့တာဝန်ထမ်းဆောင်ရေးအမားတစ်ခုလုံးမိတာကြောင့်သူ့ရဲ့တွဲပတ်ဖြစ်သူတေသွားခဲ့မှုပါတယ်။ကော့ကော့စောင့်ကြည့်နေတာကိုဆရာဝေါ့ကသတိထားမိသွားပြီးသူ့နောက်ကိုဘာကြောင့်လိုက်နေတာလဲမေးပါတယ်။ တကယ်တော့ဆရာဝန်ကြောင့်တေသွားတဲ့တွဲဖက်ကကော့ကော့ရဲ့အဖေဖြစ်ပြီးသူတို့နှစ်ယောက်မတွေးကြတာကလည်းကော့ကော့ရှင်းနေသမီးကလေးကပါဆရာဝန်ကကော့ကော့ရဲ့ထောက်လန်းရေးကိစ္စတွေမအားနည်းချက်တွေရှိတာကိုထောက်ပြလိုက်ပြီးသူ့ကိုထောက်လန်းဖို့အတွက်ဘယ်သူတွေခိုင်းတာလဲဆိုပြီးတော့မေးလိုက်ပါတယ်ကော့ကော့ကလည်းတစေဌာနချုပ်ကိုရောက်သွားတဲ့ဆရာဝန်ကအခင်းပြတဲ့နေရာက CCTV တွေကိုကြည့်ပြီးတရားခံတွေရဲ့ပုံတွေကိုရှာဖွေလိုက်နိုင်တာကြောင့်ရဲတပ်ဖွဲ့ကလူတွေလည်းဆရာဝန်ရဲ့တက်မြတ်မှုကိုအံ့ဩသွားကြပါတယ် တကိုးရီထဲမှာတော့အစီအစဉ်အောင်မြင်သွားခဲ့ပြီမဲ့အချိန်ဆွဲလိုက်တဲ့ရှီမန်ကိုခေါင်းဆောင်အဖိုးကြီးကဒေါခိနေပါတယ်။မူလရည်ရွယ်ထားတာတည်းပိုရလိုက်တယ်ဆိုပေမဲ့အဖိုးကြီးကတသက်လုံးကင်မရာနဲ့ရှောင်းလာနိုင်တယ်မြရှီမန်ကြောင့်ကင်မရာနဲ့ပါသွားခဲ့ပါပြီ။ရှီမန်ကိုဒေါသထွက်နေတဲ့အဖိုးကြီးကဓားနဲ့ထိုးဖို့လုပ်တဲ့ကအကိုဖြစ်သူရှီဝန်ကဝင်တားလိုက်ပါတယ်။အချောင်းမွေးစားသားတွေပါဝင်ဆွဲလိုက်မှအဖိုးကြီးလည်းဒေါသလျှော့သွားပါတယ်။တကယ်တော့အဖိုးကြီးကမိဘမဲ့ကလေးတွေကိုငငယ်လေးတွေကမွေးစားတာပြီး အခုလိုတကိုးကိုင်းကြီးကိုတီထောင်ထားတာပါဟဲရနာကျုပ်ဘက်မှာတော့ဖန်သားပြင်ပုံရိပ်ထဲကတကိုးတွေကိုရှာနေတဲ့ဆရာဝန်တို့အဖွဲ့ဟာလူငယ်၄ယောက်ပြင်အဖိုးကြီးရဲ့ပုံရိပ်ကိုပါခြေရာခံမိလိုက်ပါတယ်တကိုးအဖွဲ့ခေါင်းဆောင်အဖိုးကြီးကရေဝံကသူ့အသက်ကိုတခါကဲပေးပို့တာကြောင့်အဲဒီအသက်ကိုတန်ဖိုးထားတဲ့အနေနဲ့ဘသူ့ကိုမှဘာမှမပြစ်စေချင်ကြောင်းပြောပါတယ်၅ယောက်မြောက်တကိုးဖြစ်သူခေါင်းဆောင်ရဲ့ပုံရိပ်ကဝါနေပေမဲ့အဲဒီသူဘသူဖြစ်နိုင်တယ်ဆိုတာဝေါင်းကခံမှန်းလိုက်ပါတယ် တကယ်တော့အဖိုးကြီးကနိုင်ငံခြားအထူးတပ်ဖွဲ့ဝင်ဟာ brand ပြီးတယောက်ပါသူကလောက်ကျန်တပ်ဖြတ်ရမယ်သူတွေကိုအနီးကပ်ဓမြောင်းနဲ့တတ်တတ်သူဖြစ်ပြီးသူ့ရဲ့လျှို့ဝှက်နာမည်ကအရေးဖြစ်ပါတယ်နောက်ပိုင်းမှာတော့အရေးကတက်ကထွက်ပြေးပြီးချမ်းသာဖို့ကြိုးစားရင်းဗန်ဓမြမှုတွေကိုကျူးလွန်ခဲ့ပါတယ်ရဲတွေမြင်ကွင်းကနေပျောက်ကွယ်နေတာကြာပြီဖြစ်တဲ့အရေးကအခုတကိုးကိုင်းကိုကြိုးကင်နေတဲ့ခေါင်းဆောင်ပြစ်နိုင်ကြောင်းဇေယောင်ရှင်းပြလိုက်တာကိုနားထောင်ပြီးမျက်နှာဖက်စနစ်နဲ့မလုံလောက်တာကြောင့်လူရီကြားထဲမှာကွင်းစင်းပြီး တကိုးကြီးအရေးကိုရာပုံတော်ဖွင့်ဖို့လုပ်ပါတယ်။ဇာဝန်ကအရေးကိုရှာဖို့အတွက်မြေပြင်ထောက်လိုင်းရေးအဖွဲ့တစ်ခုဖွဲ့ပြီးရဲနဲ့မတူတဲ့သူတွေကိုအထူးလေးကျင့်သင်ကြားပေးပါတယ်။ဟောင်းရဲ့အထူးဖွဲ့ထဲမှာကော့ကော့တယောက်လည်းပါလာပြီးသူမကစိတ်တက်ပြင်းဒေါသကြီးကနိုင်လိုစိတ်ပြင်းထန်သူလည်းဖြစ်ပါတယ်။ကော့ကော့ကအထူးတပ်ဖွဲ့ထဲပါလာတဲ့သူမကိုလောင်ပြောင်းစနောက်တဲ့ရဲသားတယောက်ကိုလည်းထိုးကြိတ်တိုက်ခိုက်လိုက်ပါတယ်။မဟုတ်မကန်စိတ်ရှိတဲ့ကော့ကော့ကိုဖြောင်းပြနားချပြီးရင် ဇယဝကကောကောရဲ့အဖေသူ့ရဲ့တွဲဘက်ကိုတရိယာနေခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ဇယဝကကောကောရဲ့အဖွဲကိုထောက်လိုင်းရေးပညာတွေသင်ပေးပါတယ်။ထောက်လိုင်းရေးဆိုတာကအားလုံးပူးပေါင်းနိုင်မှစစ်စင်ရေးတကူအောင်မြင်မှဖြစ်တာကြောင့်အဖွဲသားတယောက်စီကိုတာဝန်တစ်ခုစီပေးလိုက်ပြီးကောကောကတော့ဇယဝရဲ့အနာပဲနေရပါတယ်။ဇယဝကသူ့ရဲ့အဖွဲကိုချစ်စရာအဖွဲလိုနာမည်ပေးလိုက်ပြီးသူ့နာမည်ကိုတော့ခွေးကောင်းလို့ပေးလိုက်ပါတယ်။ နာမည်ပြောင်တွေကိုပေါက်ပေါက်ဆဲဆဲပေးတတ်တဲ့ဆရာဝန်ကအဖွဲ့သားအလုံးကိုနာမည်ပြောင်တစ်ခုစီပေးလိုက်တယ်လို့ကော့ကော့ကိုလည်းဝက်ကလေးဆိုပြီးပေးလိုက်ပါတယ်။တခြားဖွဲ့သားတွေကမေးပြင်းဆေးပြီးထောက်လန်းဝင်ရပြီမဲ့ကော့ကော့ကဆရာဝန်ရဲ့အနောက်မှာပဲနေရတာကြောင့်သူမကိုကြောင်ထိုးထားတယ်ဆိုပြီးထင်နေပါတယ်။တကူအဖွဲ့ဘက်မှာတော့ရီမန်ကသူတို့မွေးစားအဖေအကြောင်းကိုစဉ်းစားနေပြီးငငယ်တုန်းကမိဘမဲ့ဖြစ်ခဲ့ရတဲ့သူတို့အပေါ်မှာမွေးစားအဖေကနှွေးထွေးပေးခဲ့တာတွေကိုပြန်မြင်ရောက်နေပါတယ်။ရီဝမ်နဲ့အတူရှိနေတဲ့အရေးကတော့ သူ့ကိုတတ်ဖို့စဉ်းစားမိလားဆိုပြီးရှီဝမ်ကိုမေးလိုက်ပါတယ်။ရှီဝမ်ကဒီလိုစိတ်ကူးမျိုးရှိခဲ့ရင်တောင်မှရှိတဲ့သူကိုအဲ့ဒီသူကိုသူကတတ်ပစ်မှာဆိုပြီးပြောလိုက်ပါတယ်။အရေးကရှီဝမ်ကိုလက်ထဲမှာဓာတ်ရောက်နေမတွေ့ဝေးပဲအားကုန်သုံးဆိုပြီးတော့ပြောလိုက်ပါတယ်။ရှီဝမ်ကအရေးနဲ့အတူခေါက်ဆွဲစားနေရင်သူကညီကိုတွေအားလုံးနဲ့အေးချမ်းတဲ့ဘဝမှာအတူတူနေခြင်းပြီးခုလိုတကွဲတပြားဖြစ်မနေစေချင်ကြောင်းပြောပါတယ်။ဂျီဝမ်ကမွေးစားအဖေဖြစ်တဲ့အရေးကိုအနည်းငယ်စောင့်ရှောက်နေရတဲ့ကြောင့်ဂျီဂိုရင်းနဲ့အတူတူမနေနိုင်တာပါ အရေးကကလေးတွေအားလုံးထဲမှာစီဝံကိုအချစ်ဆုံးဖြစ်တယ်လို့တကယ်တမ်းအရေးရဲ့ရက်ဆက်ပုံကြီးတူတာကတော့ရှီမန်ပါဒါကြောင့်လည်းအရေးကရှီမန်ကိုအန်နီရဲ့အများဆုံးသူအဖြစ်သတ်မှတ်ထားတာပါဇီယာဝန်ကသူ့အဖွဲ့သားတွေကိုနေရာတစ်ခုစီမှာအသိရှိဖို့ညွှန်ကြားနေတဲ့အချိန်အရေးကတော့အန်နီရဲ့အငွေ့အသက်ရတာကြောင့်ဒီရက်တွေတဲ့သူ့စီမလာနဲ့ဆိုပြီးတော့ရှီမန်ကိုပြောပါတယ်ညပြထောင်လိုက်15ရက်မြောက်နေ့မှာတော့ညဘက်စားစီယာတွက်ဝဲတဲ့ကော့ကော့တယောက်လမ်းပေါ်မှာအမျိုးသမီးတွေအနိုင်ကျင့်ခံရတဲ့နေရာကိုသွားပြီးတော့ဝင်ပါလိုက်ပါတယ် ဇီယောင်လည်းကောကောနောက်ကိုမြန်လိုက်သွားပြီးကောကောကိုကားစီကိုပြန်ခေါ်ခဲ့ပါတယ်။ဒေါသထွက်နေတဲ့ဇီယောင်ကစစ်စင်ရေးလုံနေတဲ့အချိန်မှာတခြားကိစ္စတွေဝေမပါရာကြောင့်တောက်လိုင်းရေးလုံနေတာကိုသတိထားဖို့လိုကြောင်းပြောပါတယ်။ကောကောကဒီလောက်ရက်တွေကြာနေတာတော့ဘာမှထိရောက်တာမရှိကြောင်းပြောတဲ့အခါစစ်စင်ရေးဆိုတာအချိန်ကာလသတ်မှတ်မိရပဲသူတို့ရဲ့အကြုံစစ်စင်ရေးရှက်လက်ကြာခဲ့ကြောင်းဇီယောင်ကပြောပြပါတယ်။အဲ့ဒီချက်လာစစ်စင်ရေးကြောင့်သူမအဖေတည်သွားခဲ့ရတဲ့ဆိုပြီးပြောကကိုကိုတယောက်ငိုနေတာကြောင့်ဇေယဝန်က သူအဲ့ဒီနေ့ကလုံခဲ့တဲ့အမဟာအခုကောကောလို့တို့လုံခဲ့တာပြေချောင်းပြောပါတယ်။သူလည်းလို့ဆိုပဲလုံခဲ့တဲ့အမကြောင့်ကောကောအဖေတည်ရတာကြောင့်ကောကောကိုလည်းသူ့လိုအမမျိုးနောက်တစ်ကြိမ်ထပ်မမဖို့ပြောလိုက်ပါတယ်။သူတို့ပြောတာတွေကိုကြားနေရတဲ့အခြားတပ်ဖွဲ့ဝင်တွေလည်းဇေယအောင်လိုပဲစိတ်မကောင်းဖြစ်နေကြပါတယ်။အဲ့ဒီချိန်မှာပဲအရေးဖြစ်နိုင်ခြင်းရှိတဲ့သူကိုတွေးလိုက်ရတာကြောင့်အဖွဲသားတွေကိုတရင်ပေးလိုက်ပါတယ်။ဇီယောင်းကအရေးကိုအနီးကပ်အတီးပြုတ်ကြည့်ဖို့အရေးရှိတဲ့စတိုးဆိုင်တွေကိုကောကောကိုလှုပ်လိုက်တယ်လို့ အဖွဲ့သားအားလုံးကိုလည်းစိတ်မလောပဲအတီးပြုတ်ချက်ရယူဖို့သာညွှန်ကြားလိုက်ပါတယ်။ကိုကောကအရေးနဲ့နီးတဲ့နေရာတီတိုးသွားပြီးပစ္စည်းရှာခြင်းဟန်ဆောင်ကအရေးရဲ့မျက်နှာကိုဖုံးပြီးကနေတစ်စင်းအတီးပြုတ်ချက်ရလိုက်ပါတယ်။ပြင်မှတ်ကိုအတီးပြုတ်ပြီးတဲ့အခါသူနေတဲ့နေရာကိုသိနိုင်ဖို့ထပ်ပြီးစူးစမ်းကြရပါတယ်။ချစ်စရာအဖွဲ့သားတွေဟာအရေးရဲ့နောက်ကိုနေရာကွဲပြီးလိုက်ကြပြီးမယ်။သူသွားနေတဲ့တိုက်ခန်းကတိုက်ခန်းပေါင်းရာချီရှိနေတာကြောင့်နေရာအတိအကျသိဖို့မလွယ်ဘူးဖြစ်နေတဲ့အတွက် ကောကောကအရေးနောက်ကိုလိုက်ဖို့ဆုံးဖြတ်ပြီးတက်လီကားထဲကိုဝင်သွားလိုက်ပါတယ်။အရေးကလည်းကောကောကိုစတိုးဆိုင်ထဲမှာမြေပူးခဲ့တာကြောင့်ဇဝေဇဝါဖြစ်နေပါတယ်။တက်လီကားရဲ့ရောက်တဲ့အခါကောကောကဆရာဝန်ရဲ့ညွှန်ကြားချက်အတိုင်းအပေါ်ဆုံးတက်ကိုနှိပ်လိုက်ပါတယ်။အရေးကသူ့လက်ထဲကဓားကိုဖွင့်လိုက်တဲ့အချိန်မှာပဲတက်လီကားထဲကိုဆရာဝန်ရောက်လာခဲ့ပြီးကောကောကိုစူပူမှန်မဲလိုက်ပါတယ်။ဆရာဝန်ရဲ့အဖေပုံသဏ္ဍာန်ဆောင်တာပြပြင်းသွားတာကြောင့်အရေးကသူ့လက်ထဲကဓားကိုပြန်သိမ်းလိုက်ပါတယ်။ဇေယဝန်ကဓာတ်လီကစီရင်ကောကောကိုဒရက်ဆက်စူပူနေပြီး အရေးကိုပါသူသမီးအကြောင်းတွေပြောပြလိုက်ပါသေးတယ်။ဇေယောင်ကလက်သေးကိုကိုင်းလာတဲ့ပန်းစီကိုတကိုက်ကိုက်ပြီးထွေးထုတ်လိုက်ပါတယ်။အဲ့ဒီထွေးထုတ်လိုက်တဲ့အထက်မှာကင်မရာပါရာကြောင့်အဲ့ဒီကင်မရာကနေအရေးရဲ့မျက်နှာကိုဌာနချုပ်ကလူတွေရှင်းရှင်းလင်းလင်းမြင်သွားပါတယ်။ဓာတ်လီကားတွေကထွက်သွားတဲ့ဇေယောင်တို့နှစ်ယောက်ကိုအရေးကလှမ်းပြီးအကဲခတ်နေတာကြောင့်သူတို့နှစ်ယောက်လည်းဆက်ပြီးတော့ဟန်ဆောင်ရင်းနေဆက်ရအခန်းတစ်ခုထဲဝင်သွားကြပါတယ်။ဇေယောင်တို့ကိုစိတ်ချရပြီးဆိုမှအရေးကသူ့အခန်းထဲသွားလိုက်ရတာကြောင့်အခန်းနံပါတ်၈၀၂ကိုတိလိုက်ရပါတယ်။ အဲ့ဒီနောက်မှာတော့ဌာနချုပ်ကလူတွေလည်းအလုံများသွားပြီးအရေးအခန်းရှိကအမိုက်ဘုံတွေကိုယူပြီးစစ်ဆေးကြပါတယ်။အရေးကအမှုတစ်ခုကိုကျူးလွန်ပြီးခြေရာဖြောက်တက်ပေမဲ့ဒီဒီကမှာတော့သူ့နောက်ကိုလိုက်နေတဲ့သူတွေအများကြီးနဲ့ကြောင့်ထိတ်လန့်နေပါတယ်။နောက်တစ်နေ့မှာတော့ဇေယဝုံနဲ့အရေးဈေးထဲမှာတွေ့ပြီးစကားသမီးပြောကြရင်ဇေယဝုံရဲ့အခန်းကိုအရေးကအလဲလိုက်လာပါတယ်။အခန်းရောက်တဲ့အခါအရေးကအခြေအနေကိုအခဲခတ်နေတာကြောင့်ဇေယဝုံကမိဖို့ရဲခေါ်ပြီးကူခိုင်းလိုက်ပါတယ်။ အေးကဆရာအောင်တို့ကိုကောကောနဖူးကအမာရွတ်ကြောင်မေးတဲ့အခါကံကောင်းထုံးမှစွာပဲနေအောင်စလုံးရဲ့ဖေကတူညီနေပါတယ်။သမီးစားပွဲမှာအတူထိုင်ကြတဲ့အခါမှာတော့ကောကောကသူ့ဖုန်းနဲ့အရေးငယ်ဖုန်းတွေကအချက်လက်တွေကိုကူးထားလိုက်ပါတယ်။အဲဒီချိန်မှာပဲရှီမန်ကဌာနချုပ်တွေကအချက်လက်တွေကိုထိုးဖောက်နေတာကြောင့်ဌာနချုပ်ကသူတွေကသူတို့ရဲ့ကွန်ရက်တွေကိုခဏရက်ထားလိုက်ပါတယ်။ကောကောကဖုန်းတွေကသူရလိုက်တဲ့အချက်လက်တွေကိုသွားပေးတဲ့ချိန်မှာဇေယဝန်ရဲ့အခန်းထဲကိုတကိုးတကောင်ရောက်လာပြီးတိုက်ခိုက်ပါတယ်။ ဂျာရာကျောက်ကသူတွေကကင်မရာထဲမှာမြင်နေရတဲ့သူကိုကောကောထင်နေတာကြောင့်ဇီယောင်စီသွားဖို့နောက်ကျသွားပါတယ်။ရဲတွေရောက်လာတဲ့အချိန်မှာတော့ဇီယောင်ကိုတိုက်ခိုက်နေတဲ့သူလည်းထွက်ပြေးသွားပါတယ်။နောက်တစ်နေ့မှာတော့အရေးရဲ့နောက်ကိုလိုက်ဖို့လုပ်နေရင်ဇီယောင်တို့ပါလာတဲ့ကားကအတိုက်ခံရပါတယ်။ဂျီမန်လွတ်ထားတဲ့ကြီးစားအထူးတပ်ဖွဲ့တွေကဇီယောင်တို့ကိုကြားပြတ်တိုက်ခိုက်တာဖြစ်ပြီးကောကောကသတိမိနေတဲ့ဇီယောင်ကိုစွဲထုတ်ရင်းတိုက်ခိုက်ခဲ့တဲ့သူတွေကိုပြန်လည်ခုခံနေရပါတယ်။ ကားထဲကထွက်လာတဲ့အခါဆရာအောင်ကကောကောကိုဖုန်းထဲကကုတ်တွေကိုခြေအားခံခိုင်းလိုက်ပါတယ်။အရင်နောက်ကိုလိုက်သွားတဲ့သူတွေကတော့မိဘမဲ့ခင်ရတခုရှိကိုရောက်သွားခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဌာနချုပ်ကိုစက်သွေးရေးကိုရက်တွေပြတ်တောက်သွားပြီးကြီးသားတွေရဲဌာနချုပ်ကိုပါဝင်ရောက်တိုက်ခိုက်ပြီးမိကန်တစ်တာကိုယူသွားပါတယ်။အရေးကတော့မိဘမဲ့ကြောင်းနဲ့ရောက်သွားခဲ့ပြီးရှီမန်လွတ်ထားတဲ့သူတွေရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတယ်။တကယ်တော့ရှီမန်တို့ညီအကိုတွေကအရေးရဲ့ရက်ဆက်မှုတွေအောက်မှာမနေနိုင်တော့တာကြောင့် ရှီဝမ်ကိုနားချပြီးအရေးကိုအပြည့်ရှင်းကျင်လာပါဒါပေမဲ့ဓမြောင်တစ်ချောင်းလေးနဲ့တိုက်ခိုက်ရေးစွမ်းရည်မြင်မာတဲ့အရေးကိုလွယ်လွယ်နဲ့အနိုင်မယူနိုင်ဖြစ်နေပါတယ်အရေးနဲ့လူသက်သမားတွေတပ်ပုတ်နေတဲ့အချိန်မှာဌာနချုပ်ကတော့ဖုန်းလိုင်းတွေဖျက်တောက်ထားတာကြောင့်ဂျိုရုနဲ့ဖုန်းခေါ်ဖို့စူးစမ်းနေပါတယ်ဖုန်းရသွားတဲ့ကော်ကော်ကလည်းအရေးရဲ့ဘူပေါင်းနဲ့မဟေဒီကဘရေးလီစနစ်နဲ့တရင်ပို့ကဖြစ်ကြောင်းသက်သွေပြောပြလိုက်ပါတယ်ဇေယဝေါင်းနဲ့ကော်ကော်တို့ကြေးစားအထူးတပ်ဖွဲ့တွေနဲ့အသေးအကြီးတိုက်ခိုက်နေချိန်မှာစစ်ကူတွေရောက်လာခဲ့ပြီး အားလုံးကိုရှင်းပြလိုက်နိုင်ပါတယ်။အရေးကတော့တပည့်ရီလက်ထဲကလွတ်လာပြီးနောက်ဆုံးជីဝမ်နဲ့မြန်နဲ့ချင်းဆိုင်မိပါတယ်။အရေးကသူ့ကိုဒီလိုလုံတာရှီမတ်အကြံတွေလို့ထင်ပေမဲ့ជីဝမ်ကသူ့အကြံဆိုပြီးဝန်ခံလိုက်ပါတယ်။ជីမန်ကသူ့ကိုကိုအရေးနဲ့ထိတ်တိုက်ရင်ဆိုင်တာကိုစိုးရိမ်နေပေမဲ့ជីဝမ်ကတော့ဒီလူကအန်ဒီရဲ့ရှိတာကြောင့်သူတယောက်ပဲရင်ဆိုင်နိုင်ပါကိုသိပါတယ်။ជីမန်ကအစီအစဉ်ထဲမှာဒါရီမပါတာကြောင့်ជីမန်ကိုအတင်းထွက်သွားခိုင်းပါတယ်။ជីဝမ်ကတော့သူ့ညီလေးအားလုံးအေးအေးချမ်းချမ်းနေရဖို့အတွက်အဖိုးကြီးကိုဒီနေရာမှာပဲ လက်စတုံးပစ်ချင်နေတာပါဂျီဝမ်ကသူ့မွေးသားအဖေကိုကြိုးစားတိုက်ခိုက်ပေမဲ့အရေးရဲ့တိုက်ခိုက်မှုစွမ်းရည်ကမြင့်နေတာကြောင့်ရုံနှိမ့်ဖို့တေးချာနေပါတယ်ဂျီဝမ်ကအဖိုးကြီးရဲ့ဓာကျက်နဲ့တေးကာနီးမှာပဲအဖိုးကြီးကိုဖတ်ထားလိုက်ပြီးနောက်ဘဝကျရင်အဖေရဲ့သားရင်ဖြစ်ချင်တယ်ဆိုပြီးပြောလိုက်ပါတယ်အဲဒီလိုပြောပြီးကင်မရာကနေရှီမန်ကိုအချက်ပြလိုက်တာကြောင့်ဂျီမန်ကအဆောက်အဦကြီးတစ်ခုလုံးကိုပေါက်ကွဲလိုက်ပါတယ်ရဲဘက်မှာတော့ပောက်ကွဲသွားတဲ့မိဘမဲ့ကီဟာမှာအရေးကိုလည်းရှာမတွေ့သေးသလိုဟက်ကာကိုရိုင်းသူတို့ဌာနချုပ်ကိုလာသွားတာကြောင့ စက်ပြီးအလုံများနေပါတယ်။ရေမန်တို့အဖွဲ့မှလည်းအကူဖြစ်သူစီဝမ်သေသွားတာကြောင့်ဝမ်နဲ့စိတ်ထိခိုက်နေကြပြီးတို့လုံမြောက်ဖို့အတွက်ဝင်းဟိုတယ်ဘက်ကိုဆက်သွားနေကြပါတယ်။အဲဒီလိုသွားနေရင်အဖွဲ့ဝင်တယောက်ကမွေးစားအဖေကရဲတပ်ဖွဲ့တွေသူ့နောက်လိုက်နေတာကိုမသိနိုင်လောက်အောင်ညံပြေးသူမဟုတ်ကြောင်းတန်လျာဝင်သွားပါတယ်။ရေမန်ကလည်းမွေးစားအဖေကတို့တွေသွားမဲ့လမ်းကြောင်းရှင်းလင်းအောင်ရဲတွေရဲ့အာယုံကိုသူ့စီလွှဲထားခဲ့တာပြစ်နိုင်ကြောင်းပြောပါတယ်။တကယ်တော့လူအများကအရေးလိုခေါ်ကြတဲ့သူတို့မွေးစားအဖေက ရက်စက်ပြီးသွေးအေးတဲ့လူသက်သမားတယောက်ဖြစ်တယ်လို့အဖေတယောက်လည်းဖြစ်နေပါသေးတယ်။အဖေတယောက်ရဲ့စိတ်နဲ့သူတို့သွားမယ့်လမ်းကိုရှင်းပြထားတာဖြစ်နိုင်ကြောင်းသဘောပေါက်ပြီးအားလုံးစိတ်မကောင်းဖြစ်သွားကြပါတယ်။ဇေယောင်နဲ့ဌာနချုပ်ကသူတွေလည်းတကိုးရီရဲ့ကားကိုချီအားခံကြည့်တဲ့အခါဝင်းဟိုတယ်ဘက်ကိုသွားနေတာကိုသိလိုက်ရပါတယ်။မီးလောင်နေတဲ့မိဘမဲ့ကျောင်းဘက်မှာတော့အသက်ပြင်းတဲ့အရေးကအပြည့်အစည်တွေကြားထဲကထွက်လာတာကြောင့်ရဲတွေလည်းသူ့ကိုဖမ်းဖို့ကြိုးစားကြပါတယ်။အရေးကရဲတွေစီမှာအညက်ခံလိုက်ပြီးသူ့ကိုဝင်းဟိုတယ်ကိုခေါ်သွားခိုင်းပါတယ်။ ရေမန်ဥဆောင်တဲ့တကူအဖွဲ့ဝင်းဟိုတယ်ကိုရောက်တဲ့အခါဇေယောင်တို့ပါရောက်လာတဲ့ကြောင့်လူစုခွဲပြီးထွက်ပြေးကြပါတယ်။ဇေယောင်ကနှစ်ယောက်တစ်ယောက်ဖိုက်နေတဲ့အချိန်မှာကိုကောကပါတီတဲ့သွားပြီးရှီမန်ကိုရှာပါတယ်။ကိုကောလည်းဇေယောင်တင်ပေးထားသလိုအာယုံကိုစူးစီးပြီးအမှုရာတွေကိုလေ့လာကြည့်တဲ့အခါလူတွေကြားထဲကရှီမန်ကိုမြင်လိုက်ရပါတယ်။ဒါပေမဲ့သတင်းပေးမလို့လုံနေချိန်မှာပဲဆက်သွယ်ရေးကပြတ်တောက်သွားပြန်ပါတယ်။အကျဉ်းသားကားထဲမှာရှိနေတဲ့အဖိုးကြီးရှဲရိုးကလည်းရဲတွေကိုအလစ်အငိုက်တိုက်ခိုက်ပြီးကားထဲကနေထွက်သွားလိုက်ပါတယ်။ အပါကာကတော့ကော့ကော့ကိုသူ့နဲ့ချက်ပေးပြီးရှီမန်ရှိနိုင်မဲ့နောက်ကိုလိုက်သွားပါတယ်အပါကာကရှီမန်ကိုမြင်လိုက်ပေမဲ့သူ့မှာနှစ်ချက်မပါတာကြောင့်တရေပို့ဖို့အခက်တွေ့သွားပါတယ်ရှီမန်တော့ကနေထက်ချက်မကွာလိုက်သွားရင်အကွေ့တကွေ့ရောက်မှအရေးကဓာတ်နဲ့ကတ်ထိုးသွားတာကိုခံလိုက်ရပါတယ်အရေးကရှီမန်စီကိုဆက်သွားပြီးလက်ဦးမှုယူကရှီမန်ကိုသူ့လက်ဆွဲတော်တမြောင်နဲ့ကိစ္စတုံးပေးလိုက်ပါတယ်ကြံတဲ့တကူအပွက်ဝင်တွေကလည်းအရေးရဲ့ဆက်သွယ်မှုမရတာကြောင့်ဘယ်ကိုသွားရမှန်းမသိပဲရဲတပ်ဖွဲ့တွေရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတယ် အပါကတယောက်ကတော့ကိုကို ရောက်နေတဲ့အချိန်မှာအေးရဲ့ဝစ်စုံအယောင်ကိုပြောပြပြီးတည်ဆုံးသွားခဲ့ပါတယ်။အပါကဆုံးသွားပြီးတဲ့နောက်မှာကိုကိုကခွင့်ယူလိုက်ပြီးဌာနချုပ်ထဲမှာတော့ပျက်စီးမှုတွေနဲ့ဖျို့ဖျက်ဖြစ်နေခဲ့ပါတယ်။ဒီနေ့မှာတော့ခွင့်ယူထားတဲ့ကိုကိုစီဇီယာဝန်ရောက်လာခဲ့ပြီးအမှုနဲ့ပတ်သက်တဲ့ဓာတ်ပုံတွေကနေတစင်သဲလုံစာတွေရပ်သွားပါတယ်။ရှင်းမှန်တည်သွားတာကြောင့်အေးကခရစ်ပရိုပတ်စံတွေကိုမထုတ်ရသေးပဲဖြစ်နေပါတယ်။ သူကခေဟောင်းအဖိုးကြီးဖြစ်တာကြောင့်ဤပညာတွေကိုမကျွမ်းကျင်ပဲပစံတွေကိုမူလပိုင်ရှင်တွေဆက်သွယ်ပြီးယရနာရီနဲ့လဲလှယ်တာမျိုးလုပ်နိုင်ပါတယ်။ကောကောတို့လည်းအရေးကမူလပိုင်ရှင်တဲ့နဲ့ဆက်သွယ်မှာပဲလို့ထင်ပြီးတတိအိမ်နေရာမှာအမြဲတမ်းသွားဆောင်နေခဲ့ပါတယ်။သူတို့ထင်ထားခဲ့သလိုပဲအရေးနဲ့တတိကြီးဆက်သွယ်ပြီးပစ္စည်းလဲမယ်နေမှာကောကောကတတိကြီးကိုထိန်းသိမ်းလိုက်နိုင်ပါတယ်။အဲ့ဒီနောက်မှာတော့အရေးရှိနေမဲ့လက်ဖက်ရည်ဆိုင်ကိုဆရာအောင်တို့အပွက်လိုက်ကြပါတယ်။ ကောကောကအရေးရှိနေတဲ့လက်ဖက်ရည်ဆိုင်ကိုအရင်ရောက်သွားပြီးဇေယောင်တို့အလာကိုစောင့်နေပါတယ်။ရုပ်ပြက်ထားတဲ့အရေးကကောကောကိုမှတ်မိသွားတာကြောင့်ကောကောလည်းဘာမှမတတ်နိုင်ပဲဇေယောင်တို့ရောက်လာတဲ့အထိအရေးကိုအချိန်ဆွဲထားလိုက်ပါတယ်။ဇေယောင်ရောက်လာတဲ့အခါအရေးကကောကောကိုသတိမိအောင်လုပ်ပြီးဇေယောင်နဲ့ရင်ဆိုင်ပါတယ်။အဲ့ဒီနောက်မှာတော့ဇာမသေးတဲ့အဖိုးကြီးနှစ်ယောက်သူသေးကိုသေးတိုက်ခိုက်ကြပါတယ်။အဲ့ဒီလိုတိုက်ခိုက်ကြရင်နှစ်ယောက်စလုံးဒန်ယာရီကိုစီနဲ့သွေးချင်းချင်းနေနေပြီးဇေယောင်ကအရေးရဲ့ဓာတ်ချက်မိတော့မယ့်အချိန်မှာ ကောကောရောက်လာပြီးကူညီလိုက်နိုင်ပါတယ်။ဇေယဝန်ကဒန်ယာရီပြင်းထန်နေပေမဲ့ကောကောကိုအရေးနောက်ကိုဆက်လိုက်ဖို့လွှတ်လိုက်ပါတယ်။ကောကောတရားထဏာကျုံနဲ့ဆက်သွယ်ပြီးအရေးနောက်ကိုလိုက်သွားတဲ့အခါလက်မှာပတ်တီးစီးထားတဲ့ရေကိုမှတ်မိသွားပါတယ်။အရေးကိုတွေ့ပြီးဖြေချောင်ထဏာကျုံကိုရောင်းချလိုက်တဲ့အခါချစ်စရာအဖွဲနဲ့အတူစစ်ကူတွေလည်းရောက်လာပါတယ်။ချစ်စရာအဖွဲသားတွေကအရေးသွားမဲ့လမ်းကြောင်းတွေမှာတယောက်ချင်းပိတ်ဆို့ထားတာကြောင့် ဒီဒီကမှာတော့အရေးပြေးမလွတ်နိုင်တော့ပါဘူးအရေးကိုဝိုင်းပြီးဖမ်းတဲ့နေရာကိုဇေယဝန်တို့ပါရောက်လာတဲ့အခါအရေးကကိုကောကိုတမြောင်နဲ့တိုက်ခိုက်ဖို့လှုပ်လိုက်ပါသေးတယ်။ဒါပေမဲ့ကိုကောကအရေးကိုလှဲသိမ့်ပေးလိုက်ပြီးဇေယဝန်ပေးတဲ့လက်ထိတ်နဲ့ပဲခက်လိုက်နိုင်ခဲ့ပါတယ်။အရေးလိုခေါ်တဲ့နာမည်ကြီးတကိုးကိုင်းကောင်းဆောင်ဖူလောင်ရှမ်းကိုဖမ်းမိသွားတာကြောင့်ဌာနချုပ်တကူလုံးလည်းပျော်ရွှင်သွားကြပါတယ်။ဇေယဝန်ကလူစုဖမ်းနိုင်ခဲ့တဲ့ကိုကောကိုချီးကျူးပြီးကိစ္စတွေပြီးသွားတာကြောင့်ငိမ့်စာအဖိုးကြီးအိမ်ပြန်တော့မယ်ဆိုပြီးထွက်သွားဖို့လုပ်ပါတယ်။ကောကောကလည်း ဈေးရုံအရင်သွားကြမယ်ဆိုပြီးဇေယောင်ဘေးကနေလိုက်ပါသွားခဲ့ပါတော့တယ်။ဟုတ်ကဲ့ကျွန်တော်ရဲ့အစီအစဉ်လေးကတော့ဒီနေရာမှာပဲအဆုံးသတ်ပြရသည်။အခုလိုအဆုံးတိနာဆင်ပြတဲ့အတွက်ကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ။